မြန်မာနိုင်ငံမျိုးတွေဖုံးလွှမ်းနေတဲ့တောင်တန်းဒေသမှာတစ်တောထူထက်ရမှာတရေတစ်ဖက်တွေလိုကတ်နေတဲ့ရွာလေးတရွာကို ခီးသွွားတစုရောက်ရှိလာခဲ့ကြသည်ဒေသခံတွေကငိုကြွေးခြင်းအိုင် အကြောင်းပြောပြကြတယ်။လာပြည့်ညတွေမှာရေကိုငွေရောင်ချဲပြီးရေနစ်တေသူတွေကတချင်းဆိုတဲ့နေရာမှာနေဝင်ပြီးရင် အိုင်နာမတော်ကြနဲ့လို့ရွာကလူကြီးကမီးတောက်တွေနဲ့တူတဲ့မျက်လုံးတွေရှိတယ်လို့သတိပေးခဲ့တယ်။အထူးသဖြင့်လာပြညမှာလွမ်းကြီးတန်က သူမရဲ့ခင်မွန်းကိုခေါ်နေသေးတယ်။ဒါပေမဲ့စူးစမ်းလိုစိတ်ဟာကြောက်ရွံ့မှုကိုအနိုင်ယူခဲ့တယ်။အဲ့ဒီညမှာလင်းထိန်နေတဲ့လာယောင်ရဲ့အောက်မှာခရီးသွားတွေဟာအိုင်ကန်းဆက်ကိုတိတ်တဆိတ်သွားခဲ့ကြတယ်။ရေပြင်ကနေမတိုက်တော့ တည်ငြိမ်နေခဲ့တဲ့ကျယ်တွေကိုပြန်ဟတ်နေတဲ့မောင်နှက်တဲ့မှန်တစ်ချက်လိုပဲရုတ်တရက်အမျိုးသမီးတယောက်ရဲ့အတန်ကရေအောက်ကနေပေါ်ထွက်လာခဲ့တယ်။အဲ့ဒါကတခြင်းလဲမဟုတ်အတန်လဲမဟုတ်ချစ်သူများရဲ့ကြပြနဲ့အတုပတခြင်းတန်ကဲသို့အရာတစ်ခုပါ။ဓပုံဆရာဒဲနီယယ်နဲ့နီးကပ်လာပြီးကြားလာ။အဲ့ဒါလှပလိုက်တာလို့ပြောလိုက်တယ်။တခြင်းတန်က သူ့အုံနောက်ထဲကိုတိုးဝေ့လာတဲ့အခါ သူ့မျက်လုံးတွေကျလာခဲ့တယ်ပြီးတော့နေမရှိဘဲနဲ့ရေပြင်မှာနှိုင်းတွေစတင်ဖြစ်ပေါ်လာခဲ့တယ်။ဖြူပဲဖြူရော်နေတဲ့ရုပ်တစ်ခုပေါ်လာခဲ့တယ်။ရေနစ်တေသူရဲ့အသားရည်လိုဖြူနေပြီးသူ့ဆံပင်တွေကရေထဲမှာမင်းတွေလိုလဲနေတယ်။သူမရဲ့နှက်ခမ်းတွေလှုပ်နေပေမဲ့အတန်ကနေရာတိုင်းကနေထွက်လာတယ်။ က်တဲ့တွေထလာပြီးခီးသွားတွေပြေးဖို့ကြိုးစားပေမဲ့သူတို့ရဲ့ခြေထောက်တွေကရှုံနှဲမှာနစ်မြုပ်သွားတယ်။ခီးသွားတယောက်ကလက်ဖြစ်ကောက်ယူထားတဲ့တိုင်းရင်းသားတို့ရဲ့နှာခေါင်းလောင်းတန်ကြားမှသာသူတို့ရဲ့အာယုံခြောက်ခြားမှုကိုဖြစ်တော့နိုင်ခဲ့တဲ့ရေတွေကအယုတ်ကဖန်ခွက်ကြိုးတန်နဲ့ငိုတန်တွေလိုအတန်ထွက်ပြီးညအမောင်ထဲမှာပျောက်ွယ်သွားခဲ့တယ်။နနခင်းမှာသူတို့ဟာရွာကနေထွက်ပြေးခဲ့ကြတယ်။ဒါပေမဲ့ရက်တက်တပတ်တွေကြာပြီးနောက်ဒဲနီယယ်ဟာ သူ့ခြေချင်းဝတ်မှာဆူဆွနေတဲ့လက်ဝေးရာတွေနဲ့နိုးထလေးရှိပြီးသူ့သားချားနိုင်တဲ့တခြင်းတန်တွေကဝေးဝေးကနေအတန်တွေကိုကြားနေရတယ်